အားလုံးပဲမင်္ဂလာပါရှင်။မြန်ခရီတိုကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ပထမအဆုံးသတင်းတစ်ပုဒ်အနေနဲ့ Valorant နဲ့ LOL ပြိုင်ပွဲတွေမှာ Coin Pay ကိုတွေ့ရတော့မယ်ဆိုတဲ့သတင်းနဲ့အတူပြပိုင်စီဒေါ်လာ1မီလီယံဖြစ်မဲ့ဆိုပြီး CG အချောင်းနေသလားဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။မြန်မာကတော့စီစဉ်တင်ဆက်သူ Kiki ပါ။ ပထမအဦးဆုံးသတင်းတပေါ်အနေနဲ့ Valorant နဲ့ LOL ပြိုင်ပွဲတွေမှာ Coin Pay ကိုတွေ့ရတော့မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ Coin Pay လည်း sponsor တွေစပေးနေပါပြီ။ Gamer တွေကြာနာမည်ကြီး game တွေဖြစ်တဲ့ LOL, League of Legends နဲ့ Valorant game တွေအတက် Riot Gaming Season နဲ့ Esport ပြိုင်ပွဲတွေမှာ Coin Pay ဟာတရားဝင် Crypto sponsor ဖြစ်လာခဲ့ပါပြီ။ကျွန်လာမှာကျမမဲ့ Valorant Master ပွဲမှာတရားဝင် Crypto Sponsor အနေနဲ့ပွဲထွက်လာမှာဖြစ်ပြီး နောက်ပိုင်းမှာလည်း Riot Game ရဲ့နာမည်ကြီး game တွေမှာ Coin Pay ကိုတွဲမြင်ရတော့မှာပါဒီ sponsorship ဟာဘယ်လောက်ထိတန်ကျေးရှိတယ်ဆိုတာကိုတော့ Coin Pay ဘက်ကတရားဝင်ထုတ်မပြောထားပဲ Web3 နည်းပညာသုံးပြီး eSport game ပြိုင်ပွဲကိုပိုကောင်းအောင်လုပ်ပြသွားမှာဖြစ်ကြောင်းကြေညာထားပါတယ် တကယ်တော့ Riot Games ဟာအရင်ကလည်း Crypto Company တွေနဲ့ချိတ်ဆက်ခဲ့ဘူးပေမဲ့သူချိတ်ဆက်ခဲ့တဲ့ Company က FTX ဖြစ်နေခဲ့တာပါ။ဒါကြောင့် FTX ပြောလဲပြီးသုံးနေနေပါကြတဲ့အထူးတခြား Crypto Company တွေနဲ့ချိတ်ဆက်မှုမရှိခဲ့ပဲအခုချိန်မှသာ Coinbase နဲ့ Crypto Sponsorship ပြန်လုပ်ခဲ့တာပါ။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဘစ်ကွန်စီဒေါ်လာ1မီလီယံဖြစ်မယ်ဆိုပြီးစီစီအချောင်းနေသလားဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ဒီစာကဲမှာဘစ်ကွန်စီကဒေါ်လာ9သိန်းကနေဒေါ်လာ1မီလီယံရောက်မယ်လို့ Finance Founder စီစီချမ်ပတ်ကြောင်းပြောလာပါပြီ။ဒီတစ်ခေါက်စာကဲမှာ Bitcoin ဈေးဟာဒေါ်လာ9သိန်းနဲ့ဒေါ်လာ1မီလီယံကြားရောက်နိုင်ပြီးတော့ Crypto ဈေးကွက်ကြီးတစ်ခုလုံးရဲ့ Market Cap ဟာလည်းဒီနှစ်ကုန်မှာဒေါ်လာ5 trillion ထိမယ်လို့ CZ က Forward Radio နဲ့ Interview တစ်ခုမှာပြောခဲ့တာပါ ဘစ်ကွန်ကိုဒီလိုမျိုးစီးအမြင့်ကြီးတွေရောင်းမယ်လို့ခန့်မှန်းကြတာဟာခရစ်တိုနယ်ပယ်တွေကနာမည်ကြီးပုဂ္ဂိုလ်တော်တော်များများပြောကြားလေးရှိပေမဲ့စီစီကတော့ဒါမျိုးပြောခဲ့တာကြောင့်အထူးဆန်းတစ်ခုလိုပါပဲ2025ခုနှစ်ဖေဖော်ဝါရီလမှာတော့ဘစ်ကွန်စီဒေါ်လာ1မီလီယံရောင်းမယ်လို့တခါပြောခဲ့ပူပေမဲ့ညာတော်အပြင်ဒီလိုမကြခဏပြောလို့မရှိပါဘူးဒါကြောင့်ပါကစ္စတန်နဲ့ကာဂျစ်စတန်နိုင်ငံတွေရဲ့တရားဝင်ခရစ်တိုအကြံပေးဖြစ်တဲ့စီစီကတခုခုတည်ထားလို့ဒီလိုထုတ်ပြောတာလား ဒါမှမဟုတ် finance နဲ့တရားဝင်မပတ်သက်တော့တာကြောင့်ပဲဒီ use site ဆရာတိတ်မရှိတော့လို့ပြောချင်ရတဲ့ရှောက်ပြောနေတာလားဆိုတာစဉ်းစားစရာပါပဲဒါပေမဲ့2029ခုနှစ်တုန်းကတော့ Bitcoin ရိတ်ဟာဒေါ်လာ15,000ကနေဒေါ်လာ3,000ကျားရောက်နိုင်မယ်လို့ခန့်မှန်းခဲ့ပြီးလေးနှစ်အကြာ2024ခုနှစ်ဒီဇင်ဘာလမှာတော့ Bitcoin ရိတ်ဟာတကယ်ပဲဒေါ်လာ3,000ကျော်အထိတက်သွားခဲ့ပါတယ်။ဒါကြောင့်တနည်းနည်းတော့ရောက်မှာပဲဆိုတဲ့ပုံစံမျိုးနဲ့ဒီစာကဲမှာ Bitcoin ရိတ်ဒေါ်လာ1 million ဖြစ်မယ်လို့ပြောထားတာလည်းဖြစ်နိုင်ပါတယ်။ ဒုက္ခဈေးအပြင် CC အနေနဲ့လက်ရှိခရစ်တိုဈေးကွက်ရဲ့အခြေအနေကိုသုံးသပ်ရမှာတော့အခုချိန်ဈေးကွက်တဲ့ရှိနေတဲ့မင်းကွန်ရဲ့69.99ရာခိုင်နှုန်းဟာစံသစ်တည်ထွင်မှုမရှိတာကြောင့်ကျဆုံးသွားမှာဖြစ်တယ်လို့ AI နဲ့ Decentralized Science Project တွေကတော့ရွေးရှိအလားအလာရှိကြောင်းဆိုသွားခဲ့ပါတယ်ဒါပြင်အခုချိန်မှာ user အသစ်တွေအတွက် CEX တွေက300လွယ်ပေမဲ့ရွေးချယ်မှာတော့ DEX တွေကိုသာ user တွေဘက်ကရွေးချယ်လာနိုင်တယ်လို့ ဒီအတွက်လည်းသူအနေနဲ့ဒီ Central Line Project တွေကိုကြော်တော်နောက်ခံပြုပေးနေကြောင်းထုတ်ပြောခဲ့ပါတယ်။စီစီအနေနဲ့ထောင်လေးလာကြပြီးနောက်မှာသူ့ကို US အစိုးရဘက်ကကန့်တက်ထားသမျှအရာတွေအပေါ်လုံငိမ်းချမ်းသာခွင့်ရခြင်းပေမဲ့ Finance CEO တော့ပြန်လုပ်ဖို့မရှိပဲလူသစ်တွေကိုပဲနှီးပေးလမ်းပြလှုပ်ချင်တော့ကြောင်းဆိုထားပါတယ်။လောလောဆယ်မှာတော့ US နဲ့တရုတ်တို့ကြောင့်ကုန်သွယ်စစ်ပွဲအခြေအနေတွေငြိမ်သက်လာတာနဲ့အတူဘစ်ကွန်ဈေးဟာဒေါ်လာ3000ကိုပြန်ရောက်ဖို့အာယူလာနေပြီးဒေါ်လာ9000အထိကိုပြန်တက်ပြထားနိုင်ပါတယ်။ ဒါကတော့မြန်ခရစ်တိုကနောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းသော နေ့လေးဖြစ်ပါစေရှင်။